好，那你。 အမှန်တမ်းစားလိုက်တော့မတော့ဘူး။ဟုတ်ပါဘူး။ဒါတော့ဟုတ်လား။ဟိုင်းကခဏပြည့်စင်တယ်ပြောလိုက်လေ။ဟုတ်ပါဘူး။ဟုတ်ပါဘူး။ဟိုင်းကခဏပြည့်စင်တယ်အာကျွန်တော်ကလည်းကျွန်တော်မမေကသွားချင်တာအဲ့လိုလေးကလေးလေးဆိုအခုပြင်ခဲ့တယ်နော်ဟာနိုင်နိုင်ပြင်ပြလာပါလားအော်ဒီကလူလိုက်ရင်လည်းရတယ်ဒါပေမဲ့သူတို့လိုနေတာငွေကြေးထက်လဲစိတ်ခွန်အားတွေလိုတယ်လေအကုန်လုံးကစိတ်ထိခက်ထန်ရတယ်ရနေကြတာ အာအကုန်လုံးကအခုအမလှူခဲ့တဲ့သူတွေဆိုလည်းယူတာပတ်စံယူတာယူတာတပိုင်းပဲအကုန်လုံးရဲ့မျက်လုံးတွေမှာအရန်အားငယ်ကြောက်ရွံ့နေတဲ့မျက်လုံးတွေပေါ်တယ်ပြီးတော့ဒီလိုမျိုးကြီးပြကြီးမှာဒီလိုမျိုးငလျင်တန်ခံရမလိမ့်မယ်လို့လည်းဘယ်သူမှမထင်ထားဘူးလေ ဒီလောက်တိလည်းငယ်လေးအထက်ဆိုဘယ်သူမှကြုံဘူးမှာမဟုတ်ဘူးဟိုနေဆက်ဆိုအမေကြီးတရားဆိုရင်တက်80ကျော်မှဒီလိုမျိုးငယ်လေးထံကိုကြုံရတာလို့ပြောတယ်ဆိုတော့ဘယ်သူမှလည်းဒီလိုဖြစ်မယ်လို့မထင်တာဟိုအုံးမဲ့အိမ်မဲ့တွေအကုန်ဖြစ်သွားဝေကြီးဆန်းနိုင်တဲ့သူတွေလည်းအုံးမဲ့အိမ်မဲ့ဖြစ်သွားတယ်ဆိုတဲ့အခါကျတော့တရားလည်းတော်တော်ရကြဖို့ကောင်းပါတယ်ပြီးတော့အမလည်းကုမိသားစုဖြစ်တယ်လို့ပဲကိုချင်းစားတယ်ခန်းစားရတယ်အဲ့ဒီအတွက်ကြောင့်မလို့သူတို့လိုနေတာငွေထက်မြစ်တာလိုနေတာအဲ့ပြီးတော့ခွန်အားတွေလိုနေတာပြီးတဲ့အခါကျတော့သူတို့တွေအကုန်လုံးပေါ့နော်ဟိုအကြောင်းအကြောင်းညွန့်နေတဲ့ဒီလိုမျိုးစိတ်တွေအကုန်လုံးဟို တဏီကလည်းပဲဖြစ်ဖြစ်ပဲဖြတ်လို့ရအောင်အမသာပြောက်ရူးချောက်ချင်းစီကိုဒါနှွေထွေးစွာနဲ့ဆက်ဆံပေးတာပါရှင်ဟုတ်မလေးမလေးမှာဆိုလို့ရှိရင်အခုဆိုလို့ရှိရင်အမဒါ3900ပေါ့နော်3900လုံမယ်ပြီးသွားလို့ရှိရင်က အဒီဟောပေါ့လူနာတွေပေါ့လူနာဒီတန်းမှာအမလူနာတွေကိုတိန်းဟိုတရက်ကိုတိန်း20စီလှူမယ်ပြောရလို့ရှိရင်မန်လေးစေးရုံကြီးမှာဆိုလို့ရှိရင်လည်းအမဒါတိန်းထောင်ကျော်တန်းတယ်အမမီးဆက်ကြီးပေါ့အမလှူထားပေးပါတယ်ရှင်ပြီးတော့ဒါရေတန်းကက်2000ကျော်အမလှူပေးပါတယ်ရှင်အဲ့တော့ဒါအခုကတော့ပထမတုံနေနဲ့အမနိုင်တလောက်လာလှူပေးတာပေါ့နော်အဲ့တော့ပထမဆုံးလာတဲ့အချိန်ကျတော့ဘာတွေလှူတယ်ဘာတွေလှူတယ်ဆိုတာပို့ပြီးတော့မြင်သွားတာပေါ့နောက်ခါလည်းထပ်ပြီးတော့အမနောက်ထပ်ဒုတိယအချိန်နေနဲ့ထပ်ပြီးတော့လှူနိုင်အောင်ကြိုးစားပါအောင်မယ်ရှင်ဟာနေမန်လေးရိုးစေးရုံ ီမှာလည်းမန်လေးမှာထိခိုက်ဒဏ်ရာရတဲ့သူတွေအခုလောလောဆယ်စိတ်ဝင်တက်နေတဲ့သူတွေပေါ့ဒါအရောက်ရေ330ပေါ့အဲ့ဒါကိုလူနာတွေကိုတဦးကိုသိန်း20အမလူရမ်းမှုပြုမှာပါရှင်ဟုတ်။အော်ဒီတိုင်းလူလိုက်ရင်လည်းရတယ်ဒါပေမဲ့သူတို့လူနေတာငွေကြေးထက်လည်းစိတ်ခွန်အားရလိုတယ်လေအကုန်လုံးကစိတ်ထိခိုက်ဒဏ်ရာတွေရနေကြတာအာအကုန်လုံးကအခုအမလှူခဲ့တဲ့သူတွေဆိုလည်း ယူတာပတ်စံယူတာယူတာတပိုင်းပဲအကုန်လုံးရဲ့မျက်လုံးတွေမှာအရင်အားငယ်ကြောက်ရွံ့နေတဲ့မျက်လုံးတွေပေါ်တယ်ပြီးတော့ဒီလိုမျိုးကြီးပြားကြီးမှာဒီလိုမျိုးငလျင်တန်ခံရလိမ့်မယ်လို့လည်းဘယ်သူမှမထင်နိုင်အောင်လေဒီလောက်ထိလည်းငလျင်တန်ဆိုတော့ဘယ်သူမှကြုံဘူးမှာမဟုတ်ဘူး ဟိုနေစစအမေကြီးတရားဆိုရင်တက်80ကျော်မှဒီလိုမျိုးညနေညံကိုဂျုံရတာလို့ပြောတယ်ဆိုတော့ဘယ်သူမှလည်းဒီလိုဖြစ်မယ်လို့မထင်တာဟိုအုံးမဲ့အိမ်မဲ့တွေအကုန်ဖြစ်သွားငွေကြေးဆန်းတဲ့သူတွေလည်းအုံးမဲ့အိမ်မဲ့ဖြစ်သွားတယ်ဆိုတဲ့အခါကျတော့တရားလည်းတော်တော်ရကြောက်ဖို့ကောင်းပါတယ်ပြီးတော့အမလည်းကုမိသားစုဖြစ်တယ်လို့ပဲကိုချင်းစားတယ်ခန်းစားရတယ်အဲ့အတွက်ကြောင့်မလို့သူတို့လိုနေတာငွေထက်မြတ်တာလိုနေတာအဲ့ပြီးတော့ခွန်အားတွေလိုနေတာပြီးတဲ့အခါကျတော့သူတို့တွေအကုန်လုံးပေါ့နော်ဟိုကြောက်လို့ကြောက်ရွံ့နေတဲ့ဒီလိုမျိုးစိတ်တွေအကုန်လုံးတနေငါလေးပဲဖြစ်ဖြစ်ပဲဖြတ်လို့ရအောင်အမ ာတာပြီးအရူးရောက်ခြင်းစီကိုဒါနှွေးထွေးစွာနဲ့ဆက်ဆံပေးတာပါရှင်ဟုတ်ပါတော့ဘာလဲမာကိုင်းနေတာဆက်နေတယ်မင်းနဲ့ကြာမှာအေးဝမ်းနေပါလေဘာမှမဖြစ်ဘူးနော်ဟုတ်ကဲ့အားမရဘူးဟုတ်ကဲ့ဒီမှာတော့ကိုင်းနေတယ် နေ့ကစကိုင်းသွားပြီဆိုတော့မန်လေးရဲ့လူတွေကလည်းပြောတယ်မန်လေးမှာရှိအပြည့်တက်ကအမရဲ့အမခံပြည့်တက်တည်များတယ်။အိုးငငယ်တွေကမင်းသမီးစားလို့ခရေကဟာပကြံနေဆိုလဲမှမန်လေးလာများမန်လေးကိုပျော်တယ်ပို့ပျော်တယ်ပို့ချစ်တယ်။ဘာလို့ဆိုတော့မန်လေးမှာဆိုလို့ရှိရင်ပကြံဆိုလို့ရှိရင်လည်းဒါမန်လေးကတကယ်ကို စင်နေအများဆုံးအလုပ်တယ်ပြိတ်သက်မင်းသားမင်းသမီးတွေအလုပ်ပညာရှင်တွေအကုန်လုံးကိုများများခေါ်တယ်ပြီးလို့ရှိရင်ပြိတ်သက်မင်းသားမင်းသမီးတွေပေါ်ထွက်လိုက်ပြီဆိုတော့လည်းဘယ်သူပဲဖြစ်ဖြစ်ပြိတ်သက်ကအရန်အားပေးတာအာအောက်ကနေတခန်းနဲ့အားပေးကြတာမန္တလေးပြိတ်သက်ကတိတ်ချဖို့ကောင်းအဲကြောင့်မန္တလေးကဟာပေါ့နော်ဖြစ်သွားတဲ့ကောင်အပေါ်မှာတကယ်ကိုစိတ်မကောင်းဘူးအဲ့တော့အဲ့အတွက်ကြောင့်မလို့မန္တလေးကိုဆိုလို့ရှိရင်လည်းအမလာမှာဆုတ်ဖြတ်ပြီးသားအဲပြီးလို့ရှိရင်နေပြီးတော့ဘက်လည်းသွားအောင်မှာဆိုတဲ့အခါကျတော့ဒါမနေ့ကစကိုင်းသွားတဲ့အခါကျမန္တလေးပြိတ်သက်တွေမျောနေတဲ့အခါကျတော့ဒါမရောက်ရအောင်လာပေးတာပေါ့နော်ဟာလ နေရိတ်ထဲမှာလာကိုယ်အိမ်နဲ့တိုက်နေနေနေတဲ့သူတွေအကုန်လုံးကအခုဆိုလို့ရှိရင်တော့ကမီတွေပြိတ်တွေဝါမီတွေလောင်ကျွမ်းနေပြီးတော့အဓိကအိမ်သာရေချိုးခန်းကအစလာအစမပြေတော့ဘူးလေအများနဲ့တော့ရတယ်ပြီးတဲ့ခါကျတော့အစမပြေကိုယ်အိမ်မှာလို့ဘလို့မှအစမပြေနဲ့အိတ်တာကအစလမ်းမိတ်မှာပဲအိတ်ရတယ်ဖျားခင်းပြီးအိတ်ရတယ်ပူတဲ့မမတို့ဆိုလို့ရှိရင်လမ်းလမ်းမဆိုတာညဘက်ဆိုအခုအုပ်ပူပြန်တယ်လေအဲ ဘယ်လိုမှမအိတ်နိုင်ဘူးဒါပေမဲ့အဲ့ဒီအချိန်မှာပဲအဲ့ပုံမှာပဲကြောခင်းပြီးအိတ်ကြရတယ်ဆိုတော့မမတို့ပူတဲ့အပူတွေကတရင်ကပါအဲ့ဒါကြောင့်တို့တို့စီမှာအခုလိုမျိုးလာလို့တဲ့အချိန်မှာဆိုလို့ရှိရင်ရာသီဥတုအရန်ပြင့်တယ်ဒါပေမဲ့ကို့အပူတွေမရှိတော့ဘူးကို့အပူကတရင်ကပဲလေတို့တို့ဆိုလို့ရှိရင်ဘယ်နှလောက်ထိကြာကြာနေရမလဲဆိုတော့မသိဘူးအဲ့တော့အပူတွေအကောင်လုံးကရှင်နှမ်းမှာမရှိဘူးအဲ့တော့တို့အပူနဲ့ဆိုင်အမအပူကဘာမှမရှိပါဘူးမအခုရေတန်တောက်ရေတန်ပေါ့နော်ရေတန်ဆိုလို့ရှိရင်လည်းပါတယ်ဒီမှာရေလိုနေကြရလို့လည်းကြားရလေအဲဒါကကျတော့အမရေ ်တန့်ကက်ရည်2000ပေါ့နော်2000ကျော်အမလာလူပေးတာပါရှင်မန္တလေးတိုင်းအတွက်ဟုတ်ဟုတ်ကဲ့ပါမလေးတိုင်းမလေးတိုင်းတွေဘယ်လိုမျိုးလဲစူတောင်းကြမလေးမလေးမှာဆိုလို့ရှိရင်အခုဆိုလို့ရှိရင်အမဒါ3900ပေါ့နော်3900လို့မယ်ပြီးွားလို့ရှိရင်က အဒီဟောပေါ့လူနာတွေပေါ့လူနာဒီတန်းမှာမှာလူနာတွေကိုတိန်းတရက်ကိုတိန်း20စီလူမယ်ပြောလို့ရှိရင်မန်လေးစေယုံကြီးမှာဆိုလို့ရှိရင်လည်းအမဒါတိန်း1000ကျော်တန်းတယ်အမမီးဆက်ကြီးပေါ့အမလှူထားပေးပါတယ်ရှင့်ပြီးတော့ဒါရေတန်းကက်2000ကျော်အမလှူပေးပါတယ်ရှင့်အဲ့တော့ဒါအခုကတော့ပထမတုံနေနဲ့အမနိုင်တလောက်လာလှူပေးတာပေါ့နော်အဲ့တော့ပထမဆုံးလာတဲ့အချိန်ကျတော့ဘာတွေလိုလဲဘာတွေလိုလဲဆိုတာပို့ပြီးတော့မြင်သွားတာပေါ့နောက်ခါလည်းထပ်ပြီးတော့အမနောက်ထပ်ဒုတိယအချိန်နေနဲ့ထပ်ပြီးတော့လှူနိုင်အောင်ကြိုးစားပါအောင်မယ်ရှင့်ဟုတ်